လူတွေပါကြောင့်တလောက်စီအများကြီးပေးမှာ iPhone ဝယ်ကင်ကြတာလေ iPhone ဝယ်ကင်ရခြင်းရဲ့အဓိကအကြောင်းရင်း9မျိုးလူအမျိုးအစား9မျိုးနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမလူမျိုးစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ real life မှာဖြစ်စေ social media life မှာဖြစ်စေ Apple logo ပြရင်မှ show off လုပ်မယ် flex လုပ်မယ် specification နဲ့ feature တွေနဲ့ပတ်သက်ပြီးမှဘာမှမသိဘူးဘာမှမတတ်ဘူးလေ့လာခြင်းစိတ်လည်းမရှိဘူးတိုင်း TV နဲ့ video ရိုက်နေပြီးမှ camera quality တော်တော်လေးကိုကောင်းနေဆိုရင်မှပြောနေတဲ့သူတွေရှိပါတယ် 4K ကရုပ်ထွက်ပိုကောင်းတဲ့ 4K ကိုဘယ်နာနေဘလို့ပြောင်းရမလဲဆိုတာလည်းမသိဘူးအဓိက Apple logo ပါဖို့ပဲ Apple logo ပါရင် flex လုပ်လို့ရပြီတိုင်းမဲ့အခုနောက်ပိုင်းမှာကြည့်မယ်ဆိုရင် iPhone ကင်လာတဲ့သူအရေးအတွက်များလာတယ်နေမြတ် Apple logo တစ်ခုတည်းနဲ့ flex လုပ်လို့မရတော့ဘူးဆိုတာတီးသွားတာမျိုးရှိပါတယ် camera နှလုံးလား camera ၃လုံးလားဒါလေးကြီးလာတာမျိုးရှိပါတယ်လက်ရှိ iPhone 16 Pro တို့16 Pro Max တိုဝေးမှာ flex လုပ်မဲ့ show off လုပ်မဲ့ငွေချင်းတွေရှိတယ်ဆိုရင်တော့ခဏအချိန်ဆောင်းလိုက်ပါ3လလောက်အချိန်ဆောင်းလိုက်ပါအဲ့အချိန်ကျရင်တော့လုံးဝ design အသင်းတဲ့ iPhone 17 Pro လို့ Pro Max လို့လာမှာဖြစ်ပါတယ်အဲ့အချိန်ကျရင်တော့ latest နဲ့ greatest ဆိုရင်ပိုပြီးမှကျွန်တော် flex လုပ်လို့ကောင်းမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်အကြံပေးတာဖြစ်ပါတယ်ဒါတော့ပထမအဦးဆုံးလူမျိုးစား show off လုပ်ချင်တဲ့သူတွေပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမှလည်းတကယ်ချင်းတော့ကောင်းကောင်းထီးကြမယ်ဆိုတာသိကြပါလိမ့်ဗျာ။ဒုတိယလူမျိုးစားတော့ tech enthusiast တွေ tech နဲ့ပတ်သက်ပြီးမှစိတ်ဝင်စားတဲ့ tech ကို follow လုပ်တဲ့ tech နဲ့ပတ်သက်ပြီးမှ innovation အသစ်တွေ feature အသစ်တွေကိုစမ်းသုံးလေ့လာကြည့်ခြင်းနဲ့ Apple နဲ့ပတ်သက်ပြီးမှ event တွေဘာတွေလာတယ်ဆိုရင် video တွေဘာတွေကြည့်ရဲ review တွေဘာတွေကြည့်ရဲ article တွေဘာတွေဖတ်တယ်ဒီလိုပုံစံ tech enthusiast အနေနဲ့လည်းကျွန်တော် iPhone တွေဘာတွေကြိုင်တာမျိုးရှိပါတယ်တတိယအကြောင်းရင်းကိုပြောအောင်မယ်ဆိုရင်တော့ ecosystem ကြောင့်လက်ရှိ market ထဲမှာကြည့်မယ်ဆိုရင် ecosystem တော်တော်လေးကိုကောင်းတာ Apple ရှိပါတယ် Samsung ရှိပါတယ်အခုနောက်ပိုင်းမှာ Huawei ကလည်းတော်တော်လေးကိုကျန်းလာတာမျိုးရှိပါတယ်အဲမဲ့လည်း Apple ရဲ့ ecosystem ကလုံးဝ top level တွင်းကြီးဟာမျိုးရှိပါ ါတယ် Apple device တွေကြမှာ integration ကတော်တော်လေးဟိုမိုက်တာမျိုးရှိပါတယ်ဒီရဲ့ ecosystem ကြောင့်လည်း Apple ဘက်သွားတာမျိုးရှိပါတယ်ဥပမာကိုက MacBook တစ်လုံးဝယ်ထားတယ် phone တစ်လုံးဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ຢာကိုင်းတော့များတာသူကပေါ့ဗျာ Apple ရဲ့ phone ပဲဝယ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ device နှစ်ခုမှာသူရဲ့ ecosystem ကတော်တော်လေးကိုအဆင်ပြေချောမွေးတာမျိုးရှိပါတယ်ဒါတော့ Apple ရဲ့ ecosystem ကြောင့် iPhone တွေကိုရွေးချယ်တဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်၄လူမျိုးစားတွေကိုကြည့်ရမယ်ဆိုရင်တော့ camera ကြောင့် iPhone ဝယ်တာပေါ့ဗျာအတိအကျအပြင် video ပိုင်းမှာဖြစ်ပါတယ်ဓာတ်ပုံပိုင်းမှာကြည့်ရမယ်ဆိုရင်တော့ Android က iPhone တွေကိုကြော်သွားတာဆိုတော့တော်တော်လေးကိုကြာခဲ့ပြီဖြစ် ်ပါတယ်ဗီဒီယိုပိုင်းမှာလည်းအခုနောက်ပိုင်းမှာကြည့်မယ်ဆိုရင် head to head competition ပေးနေတာမျိုးရှိပါတယ်ဥပမာ Oppo ရဲ့ Find X Ultra ရော Vivo ရဲ့ Vivo X200 Ultra ရဲ့ videography ကလည်းတော်တော်လေးကိုအလွန်တွေးမိဟာတာမျိုးရှိပါတယ်ကင်မရာနဲ့ပတ်သက်ပြီးပြောနေတာဆိုတော့ iPhone ကလည်းပါကူပါရမယ့်အနေထားမှာရှိပါတယ်တချို့ကလုံးဝ iPhone camera crazy တွေတွေးမိဟာတာမျိုးရှိပါတယ်ဒီလို user တွေအနည်းငယ်လည်းဆို iPhone ရွေးကြတာမျိုးရှိပါတယ်နံပါတ်5လူမျိုးစောက်ကြည့်ရမယ်ဆိုရင်တော့ iOS ကိုကြိုက်တယ်သူရဲ့ interface ကိုကြိုက်တယ်လုံးဝ clean ပဲဘာမှပြဿနာမရှိဘူး AC ပဲ user experience လည်းကောင်းကောင်းပြီးတာမျိုးရှိတယ် application တွေ ရဲ့ quality ကလည်းတော်တော်လေးကိုကောင်းတယ်ဒီလိုပုံစံ Apple ရဲ့ iOS ကိုကြိုက်တဲ့သူတွေအနေနဲ့လည်းပေါ့ဗျာဒီ iPhone ကိုရွေးချယ်ကြတာမျိုးရှိပါတယ်ပုံမှန် security update တွေ software update တွေ iPhone အားလုံးနဲ့တန်းတူရရှိတာမျိုးရှိတယ်တချို့ကလည်း iPhone ဘာကြောင့်ကင်လဲဆိုတော့ security ကြောင့်ကင်ရယ်ဆိုပြီးမှပြောတာမျိုးရှိပါတယ် Android ထိဆိုင် iPhone က security ပိုကောင်းတယ်ဆိုပြီးမှအဲ့လိုသတ်မှတ်တာမျိုးရှိပါတယ်ကိုရှိခစ်တချိန်ကဒီစကားကိုပြောခဲ့တယ်ဆိုရင်တော့မန်ခဲ့တာမျိုးရှိပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာကြည့်မယ်ဆိုရင် Android တွေကတော်တော်လေးကို secure ဖြစ်တာမျိုးရှိပါတယ် iPhone ကင်လိုက်တယ်နဲ့တကယ်ကျွန်တော်ဖုန်းကတရားမှတရား secure ဖြစ်သွားပြီဆိုပြောလို့မရပါဘူးခု ဘက်ကအမားတစ်ချက်လှုပ်လိုက်တာနဲ့ iPhone ပဲကင်ကန် Android ပဲကင်ကန်လစ်မှာဖြစ်ပါတယ်ဒါတော့သိထားဖို့လိုပါတယ်နံပါတ်6လူမျိုးစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ iPhone တွေကင်ရတာကြိုက်တယ် iPhone တွေဇက်တိုက်လေးရတာလည်းကြိုက်တယ်အဲ့လိုသူတွေအနေနဲ့ iPhone ကင်တာမျိုးရှိပါတယ်ဘောက်လစ်ဆိုတော့အဓိကအဖြစ် iPhone မှာချိမယ်ဆိုရင် resale value ကောင်းတာမျိုးရှိပါတယ်ဖုန်းအစ်တဝယ်ရင်းမှာကျော်ပြန်ရောင်းတယ်ဆိုရင်တအားကြီးပေါ့ဗျ Android လိုရှုံးတာမျိုးမရှိပါဘူးဗျရှုံးမှဆိုတော့တေချာပါတယ်ဒါပေမဲ့ Android လောက်ကြီးမရှုံးပေါ့ဗျ resale value ကောင်းကောင်းပူရလို့ iPhone ကိုကင်တဲ့သူတွေရှိပါတယ်နံပါတ်9လူမျိုးစားတွေကြိုက်ရမယ်ဆိုရင်တော့ heavy game ော့တဲ့သူတွေပဲဖြစ်ပါတယ် Apple chip ရဲ့ performance နဲ့ပတ်သက်ပြီးမှတော့ထွေထူးဘာမှပြောစရာမလိုပါဘူး game heavy game တွေဆော့တဲ့တငယ်ချင်းတွေဥပမာပေါ့ရ PUBG တို့လို Genshin Impact တို့လို့အဲ့လို heavy game တွေဆော့တဲ့သူတွေ e-sport player တွေအနေနဲ့လည်း iPhone ကင်တာမျိုးရှိပါတယ် Boundless တော့တော်တော်လေးကိုကောင်းမွန်တဲ့ gaming performance တွေပါတယ်ပေးတာမျိုးရှိပါတယ် constant FPS တွေပါတယ်ပေးတာမျိုးရှိပါတယ်ဒီမှာတချို့သူတွေအနေနဲ့ Android gaming phone တွေပါတယ်ဝယ်တာမျိုးရှိပါတယ် account တွေကလည်းတော်တော်လေးကိုကောင်းတာမျိုးရှိပါတယ်အတိုင်းမဲ့လည်း phone တစ်လုံးကိုရေရှည်ကင်မြဲ phone တစ်လုံးမှာ overall လို့ကြီးရမယ်ဆိုရင်တော့ Apple လက်ပေါ်ကြီးမှတာတာမျိုးရှိပါတယ်အဓိကက ြင်တော့ Apple ရဲ့ chip တွေကိုကြီးရမယ်ဆိုရင် game တွေဘာတွေစော်ရဲက FPS တိုင်း drop မဖြစ်ပဲနဲ့ constant FPS ပြီးတာမျိုးရှိပါတယ်။ဒါကြောင့်လည်းပေါ့ဗျာ gamer တွေအနေနဲ့ heavy gamer တွေအနေနဲ့တကယ်ဆို iPhone iOS ကိုရွေးချယ်ကြတာမျိုးရှိပါတယ်။ဒါတော့လူတွေဘာကြောင့် iPhone ကင်ကြတာလဲပေါ့ဗျာ iPhone ကင်တဲ့လူမျိုးစားခုနှစ်မျိုးအကြောင်းကိုဖော်ပြပေးလိုက်တာရှိပါတယ်။တချို့ကလည်းပြင်းလို့ iPhone ကင်တဲ့ပတ်စံပေါ်လို့ iPhone ကင်တဲ့ AC တနည်းပြည်တဲ့ချောင်း iPhone တွေပြောင်းကင်တာမျိုးရှိပါတယ်။တချို့ကျတော့လည်းကြိုက်လို့လည်းမဟုတ်ဘူးမကြိုက်လို့လည်းမဟုတ်ဘူးဒီတိုင်းအစ်စ်ထွက်လာလို့ကင်ကြည့်ခြင်းလို့ကင်ရတာဘယ်လိုပုံစံပါရှိလဲပေါ့ဗျာဒီလို user တွေလည်းတွေးမြင်ရတာမျိုးရှိပါတယ်။ဒီလိုမှတကယ်ချင်းတော့ဘာကြောင့် ပေါ်ပြလူတွေကအစည်းအများကြီးပိမ iPhone တွေဘာတွေဝယ်ကန်ကြလဲတကယ်ကျွန်တော်အမြင်ကိုလည်းကျေးဇူးပြုရဲ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုမျှတမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျ